ပြောကြတယ်လေဒါတွေအားတဲ့ကတ်ဆေးတာတဲ့အဲကတ်ဆေးတယ်ဆိုတဲ့စကားဆမားလက်မခံကြဘူးအဲ့ဒီစကားတွေကမစင်မချင်မတုံးတင်ဘူးဒီအချိန်မှာလူတယောက်ဒုက္ခရောက်နေတဲ့အချိန်မှာမုဋ္ဌိတာစိတ်ကလေးပွားပြီးအဲ့ဒီမုဋ္ဌိတာစိတ်နဲ့အနောက်ရှက်ဖြစ်မဲ့စိတ်နောက်ရှက်ဖြစ်မဲ့စကားတွေကိုမပြောတင်ဘူးလို့ဆရာမတော့ဟိုဟိုပြောချင်ပါတယ်။နောက်ဒီကြားထဲမှာအခက်ခဲနဲ့ပိတ်မိနေတဲ့တောင်းပိတ်နေတဲ့လူသားတွေလည်း ဘာပဲဖြစ်ဖြစ်နေများသောအားဖြင့်လူအရေးတိုးဝါပြီးတော့ကဲတင်နိုင်ပါစေလူမြောက်နိုင်ပါစေဆိုဆရာမအနေနဲ့နေတယ်ဆုတောင်းနေပါတယ်ကောင်းပါ ်နာမည်ရင်းရခင်တူမိပါအဲဆ iamma ကအခုလဲရှိရတော့စာပေရေးသားနေတာပေါ့နော်စောင်းမားကြီးရေးတဲ့အခါမှာတော့ခင်တူဝင်မြို့တော်စီပင်နဲ့ရေးတယ်ရတဝိတ္ထုကြီးရေးတဲ့အခါမှာတော့မိုက်အီးပွင့်ဆိုတဲ့နာမည်နဲ့ရေးပါတယ် ကလောင်နာနှစ်မျိုးရှိပါတယ်ဆရာမဟုတ်ကဲ့ပါရှင်မန္တလေးတိုင်းဆိုရင်ဆရာမလက်ရှိပေါ်အခုမြန်မာနိုင်ငံကာဘလာနဲ့ကာကြက်ခိုင်မှုအားကစားဖွဲ့ချုပ်မှဆရာမမှုဆောင်တိုင်းလူကြီးအဲ့တော့ဆရာမနဲ့အတူပဲအဲဒီကဘာဟိုဟိုပေါ့ကာဘလာဒီဆမတ်တ်ဖြေတဲ့ဒိုင်လူဖြေတဲ့မန္တလေးတိုင်းမှာဆိုရင်သူကိုယ်ရဲရွှေတစိမ့်ရှိပါတယ်အဲ့တော့ကာယဟိုကြက်ခိုင်မှုမဲ့နန်းလောင်ခန်းဆိုရင်သူက အဲ့ဂျင်အကြီးဖွင့်ထားတယ်အဲ့သူ့စီကိုလည်းရောက်တာနဲ့ဩဟိုဘက်မှာဘသူတွေရှိလဲဆိုတော့ကို့ဒီအက္ခစားသမားတွေအချင်းချင်းနဲ့ဖုန်းတွေရှာရှာပြီးပေါ်လာဖြစ်တဲ့နေ့ကလုံးဝဖုန်းနဲ့ဆက်သွယ်မရယနေ့ထိဖုန်းဆက်သွယ်မရအဲ့သူတို့ဆိုရှင်လည်းအများနဲ့မနေ့မနေ့ဆိုရင်သူတို့ကဟိုဖွာလောက်တာပေါ့ဟိုအီရိုဘစ်တော့မင်းနီအီရိုဘစ်ကြီးကြည့်နေပါအများနဲ့ Facebook မှာတက်တယ်လုံးဝသူတို့အဲ့ဒါတွေသူတို့ Facebook မှာတက်မလာတော့သူတို့အကြောင်းနဲ့တက်မလာသူတို့လည်းဖုန်းဆက်လို့မရအောင်အဲ့တော့ ဆရာတယောက်ကတော့တော်တော်ပျက်စီးသွားတယ်ထိခိုက်ပျက်စီးမှာအပမာဏဘလောက်လဲဆိုတော့မတွေ့သေးဘူး။နောက်ဟိုတယောက်ကလည်းဆမဆွေးနေဆိုရဲဟိုညီမလေးတယောက်ကလည်းအဲ့လိုပဲပေါ့ကံကောင်းလို့သူနှစ်ခါရှိပြီးတက်ပေးရလွတ်လာတယ်ဆိုရဲအကြောင်းလေးဒီအသေးစိတ်ကိုတော့သူမသိဘူး။သူဘာလို့လွတ်လာလဲမသိဘူး။သူ့ယုံကြည်ဘလောက်ပျက်စီးသွားမလဲမသိဘူး။ဟို ထွက်လာသူတောင်းမှမှာထွက်လာတဲ့အချိန်မှာယုံစားဖွင့်မဲ့အချိန်ကတော့သူအချိန်မီအကြောင်းကြားပါမယ်ဆိုရယ်သတင်းလေးပဲဆရာမကြားလိုက်တဲ့ဒီနေ့အထိပဲဒါပေမဲ့အလုံးဟာဒီအချင်း train ထားမှမဟုတ်ဆရာမနဲ့ပတ်သက်ရပတ်သက်ကြမဟုတ်ဒီဖြစ်ပေါ်လာတဲ့ငလင်တန်ပေးကိုခံနိုင်တဲ့ပြည်သူပြည်သားတွေကဒါပိတ်မိနေတဲ့ပြည်သူပြည်သားတွေလည်းဒီနေ့မနေ့ဆိုဆရာတော်တပါးထွက်လာတယ်နော်အဲအဲ့လိုပဲအဲ မျောလင်းချက်မရှိတာလေးပြီးတော့အဲတယောက်စားနှစ်ယောက်စားနဲ့ဒါအကုန်လုံးဒါတော်တော်များများပေါ့နော်ဟိုအသက်ရှင်နေပြန်လဲထွက်ပါထွက်လာပါစီတော့ဆရာမမျောလင်းထို့အတူပဲဆရာမအမေဆိုလဲ तू ကမသိတော့ Facebook အမေရဲ့ကြည့်ပါအောင်ခလေးလေးလွတ်လာပြန်ဟုတ်လားလေဝင်းတာလိုက်တာဖုန်းကြီးတပါဆိုအေးဟုတ်ပါဝင်းတာလိုက်တာအဲ့လိုစိတ်လေးဒီအချိန်မှာအခက်ကဲနေအောင်မြင်လာတာဟုတ် ဟိုကိုကလေဘာမှဟိုကိုကိုရဲ့လူသားတယောက်ပေါ့လူသားတယောက်ရဲ့အသက်ကယ်ရတာလေကိုမကယ်နိုင်မဲ့လဲရှင်းလာတာလေးဟုတ်ပါလေအခုလို့ဆိုရင်လေဒါအဖွဲ့စည်းတိတိကျကျတွားကြတယ်ဟိုဆရာမဟိုဇိုင်းဆရာလည်းမှလည်းဆရာခန့်ချစ်အောင်အဲသူတို့ကလေလူမှုကွယ်ဆယ်ရေးအဖွဲ့ဆယ်တွားကြတယ်နောက်ဆရာမဆိုင်ဆရာမလည်း Facebook ကနေပြီးတော့လေအဲ ဘလိုပဲလေးဘေးအတွက်လှူကြရဲပေါ့နော်ပထမချင်းဒုတိယချင်းတတိယချင်းဆ iam မလည်းလှူပါတယ်ဆ iam မလည်းစာပေတမိုင်းလှူတယ်ဆ iam မလည်းဟိုကာလဒါနာပေါ့နော်အလှူဒီအချိန်မီတူပါတယ်နောက်လဲဆက်လှူအောင်မှာပါပဲနောက်ဟိုဟိုတနည်းဒီဆ iam ဟိုစာစာပေတွေရေးနေတခါကျလဲတချင်းရဝါသနာရှင်ပေါ့နော်တချင်းဝါသနာပါတယ်အဲတိယတိပါဆိုမျက်မြင့်မို့တိယတိပါဂီတရေးမြို့ဆိုတာတညင်မှာရှိတယ်အဲ့ဒါဟိုဟာပေါ့ အဲဆရာဦးရဲ့မြင့်ဆိုပေါ့เนาะသူတို့ဖွဲ့ရိဆိုရှင်အဲဒီဒီဟာဟိုဒီပွဲအတွက်စီစဉ်ထားတဲ့360တဲ့ဒီမှာမတုံတော့ပဲနဲ့တဲ့အဲ့တော့ဒီငလင်ဘေးကြောင့်ငလင်ဘေးတောင်လှူလိုက်ကြတဲ့ဆိုရက်ဟာလေးတက်လာတော့ဝင်းလာတယ်ဝုဒိတာပွားလေအဲ့တော့ဒီဟာလေးဟာအဲလိုအပ်တဲ့အချိန်မှာ ပျော်ပွဲရှင်မွေးတဲ့သုံးဖက်ပတ်စံနေရတကယ်အရေးပေါ်လိုအပ်ချက်တွေသူတော်ဟာလေးကယ်ဖို့အတွက်เนาะဒုက္ခရောက်နေတဲ့လူတွေကိုကယ်ဖို့အတွက်ဒုက္ခရောက်နေတဲ့ဟိုအခက်ခဲဖြစ်နေတဲ့လူကအတလောဟိုခေါင်းစဉ်လွှဲပြောင်းတဲ့အတွက်ကြောင့်ဒီငွေရှင်တွေကလည်းဘာမှမပြောဘူးအဲအထူးသဖြင့်ဥမာအင်းရမှာဆိုရှင်အဒီတို့စိမ့်ပက်စပေါ့เนาะအဲအင်းရကမှာဆိုသူတောက်ရည်တန်းနေရှားပါတယ် ဲ့တောက်ရည်တန်းနေရှားပါနေပြီးတော့သူတို့အိမ်တွေလည်းမြုပ်သွားတဲ့အခါမှာဒီတောက်ရည်တန်းတွေလှူတဲ့လှူအနေပဲဒီငလင်ဘေးကိုလှူလိုက်တဲ့အတွက်ကြောင့်ပြောင်းသွားတယ်အဲ့ဒီအပေါ်မှာလည်းဆံမတို့ကဘလို့မှမနေဘူးဒါကသူလောက်ရမှာပဲဒီနေရာမှာအရေးကြီးအရေးကြီးဆိုကောင်းစင်ဆိုတာပြောင်းရမှာပဲဒီအတွက်လည်းဆံမတို့ကဒါမူတီတော်ဘွားပါတယ်ကိုယ်နိုင်လာရောက်မတော်နိုင်မဲ့တော်နေတဲ့ အသက်ကြီးတဲ့လူတွေရေးပြီးဆောင်ရှောက်ငလိမေးဆောင်ရှောက်တဲ့လူတွေဆရာမတို့ကအရန်ဟို congratulation ကိုယူပါတယ်။နောက်သူနောက်ဒီကြားထဲမှာခက်ခဲနဲ့ပိတ်မိနေတဲ့တောင်းပိတ်နေတဲ့လူသားတွေလည်းဘာပဲဖြစ်ဖြစ်နေများသောအားဖြင့်လူဦးရေတိုးွားပြီးတော့ကယ်တင်နိုင်ပါစေလူမြောက်နိုင်ပါစေဆိုဆရာမအများနဲ့နေတဲ့ဆုတောင်းနေပါတယ်။ဒီကြားထဲမှာအချို့လူတွေကလေဟိုပြောကြတယ်ဒီ ဒါတွေရတဲ့ကတ်ဆေးတာတဲ့အဲကတ်ဆေးတယ်ဆိုရစကားဆမလက်မခံကြဘူးနော်ကတ်ဆေးလို့ဆိုရင် ဆုံးမသွားတဲ့သူလေးနော်အမ်နောက်တယောက်ဆိုရင်မစင်မကျင်တချိန်တော့သူများကိုထူရိုက်ခဲ့လို့လား အမေးတယ်လေထုရိုက်ခဲ့လို့လေသူတို့ခေါင်းပေါ်ဒီဒီအုံနေခဲတွေဥခဲတွေကပြူတယ်အဲ့ဒီစကားတွေကမစင်မကျင်မတုံးတင်ဘူးဒီအချိန်မှာလူတယောက်ဒုက္ခရောက်နေအချိန်မှာမုဋ္ဌိတာစိတ်ကလေးပွားပြီးအဲ့ဒီမုဋ္ဌိတာစိတ်နဲ့အနောက်ရှက်ဖြစ်မဲ့စိတ်နောက်ရှက်ဖြစ်မဲ့စကားတွေကိုမပြောတင်ဘူးလို့ဆရာမတော့ဟို ဟိုပြောချင်ပါတယ်။ဘာလို့လူတိုင်းကစိတ်နှလုံးမချမ်းမြေဘူးလေ။အဲတည်တဲ့သူသားသာလင်ဖျားမရှိတရားမရှိလို့လား။အဲ့တော့ကိုစဉ်းစားမယ်ကိုပြောတဲ့စကားတခွန်းဟာအခြားလူတယောက်ကိုခံစားရတဲ့သူတယောက်လေ။ဟိုဟိုပြန်မပြောနိုင်လောက်အောင်ခံစားတဲ့အနေအထားမျိုးလေဆရာမဖြစ်စေချင်ဘူး။အဲ့တော့မင်းကလည်း Facebook တခုဖတ်လိုက်တယ်လေ။อืมဖျားတယောက်ဟိုဖျားတယောက်လုံနေလဲကံပါရင်ဖြစ်မှာပဲ။ အဲဆိုဒီစကားတွေကမတုံးတင်ပါဘူးဒီချိန်မှာလူတိုင်းလူတိုင်းမတုံးတင်ပါဘူးကိုယ့်ရဲ့စကားတခွန်းကြောင့်သူများပေါ်မှာစိတ်နှဖျက်ဖြစ်မဲ့စကားတွေကိုလည်းဆင်ခြင်ကြပါလို့ဆရာမကပြောချင်ပါတယ်ဆရာမတငယ်ချင်းတွေဆိုရင်အခုတို့မန္တလေးမှာ ညဖက်ဆိုရင်နဲ့ငလျင်းလုံးမယ်လုံးမယ်နဲ့သတင်းတွေကသတင်းမီဒီယာတချို့တွေကဖွာတော့ဘယ်ချိန်လုံးမယ်အေးဒါငလင်းကြီးဆက်လုံးဥမာဆက်လုံးဥမာဆိုတော့သူတို့အိမ်မမတက်ရဲတော့ဘူးနောက်တော့အမေတွေကလည်းအသက်ကြီးလာတယ်ခလေးငယ်တွေကရှိတော့ညဖက်ရောက်တာနဲ့သူတို့ဟာလေဟိုဟိုရွက်ဖြင်တဲလေးလိုဟိုဘာလဲဟိုတယောက်ဣတဲ့နှစ်ယောက်ဣ ready made လေးတွေမြေကြီးပေါ်မှာမြေကြီးဆိုတာတမီးရဲ့တနေ့လုံးပူလောင်ထားတယ်ညဖက်ဆိုရင်မီမီခိုးကရေး ဟိုအငွေ့ဘလို့ဖြစ်နေဆိုတော့ပူလောင်တဲ့ဒဏ်နေညဘက်ဆိုရင်သူကဟို အဲ့လာပြီဆိုရင်ဆရာရင်ငွေရင်ငွေပြန်တယ်လို့ပေါ့နော်ဟိုမြေရဲ့အငွေ့ရလည်းပြန်ကြမှာပဲအဲ့တို့ချို့ဆိုစိတ်အိတ်ကြတယ်စိတ်အိတ်ပြီးကြောက်တယ်ဘာလို့လဲဆိုအပေါ်မှာဟိုအဲ့လိုဖြစ်သွားရင်နေသွားတဲ့ခါခိုင်ခန့်မှုကလည်းယောနေသွားတဲ့ခါမှာအဲ့ဒီပုံမှာစိုးရင်ကြောင်ကြောင်နဲ့နေတဲ့သူကအဲရောက်လာတာနဲ့မနေရတာနဲ့နည်းနည်းလေးကျိုးပဲ့သွားရင်လည်းအဲ့ဒီအိမ်မောမတည့်ရတာနဲ့အဲ့တော့မြင်မြန်လေးမြင်မြန်လေးဟိုအပေါ်ပါသွားရင်တော့မြင်မြန်လေးတဲ့ပစ္စည်းလေးတစ်ခုတော့မြင်လေးတဲ့ဆိုအဲ့ဒီလိုလူတွေကစိုးရင်ကြောင်ကြောင်မှုနဲ့ဟိုနေတဲ့သူကဖြစ်နေ တာလေးကိုလည်းဆရာမကမြန်မြန်လေးပြပြောက်ပါစေလို့ဆုတောင်းမြင်ပါတယ်။ဘာကိုခံစားရတယ်လို့သူတို့ခံစားနေရတာကိုထတ်ထူတမ်းမြခံစားရတယ်။ဟိုညဘက်အဆိုအရှင်နဲ့ကလေးသူငယ်သူငယ်ဒီလူကြီးသူမတွေဟာတဲ့ဟိုလေးဟာပြီးလေးတလားပြင်မှာတတ်နိုင်တဲ့လူကတော့ခြံောင်လေးတွေနဲ့မတတ်နိုင်တဲ့လူကတော့ဆောင်းလေးတွေကိုွေးပြီးအိတ်နေတာ။ဒီမြင်ကွင်းကိုလည်းဆရာမတို့ပြီးသူတယောက်နေနေဆရာမတို့ကอืม မြင်ရတာမြင်ရတွေ့ရတာလည်းစိတ်မကောင်းပါဘူးဒီဒီဝိကျွဒီဒုက္ခတွေပေါ့ဝိကျွလို့တော့မပြောပါဘူးလေဒါတဘာဝဘေးဒဏ်ကြောင့်ဖြစ်လာတဲ့အဲဒီအခက်ခဲတွေလည်းအများဆုံးဖြစ်ပြောင်းပါစေလို့ဆရာမဆုတောင်းပါတယ်ဉာဏ်သာရောက်လာတဲ့အခါမှာဟိုဟိုတယောက်နဲ့တယောက်ပေါ့တချမ်းရာသီဒီမှာဆိုရှင်ပျော်ဝဲရှင်မဲတွေပေါ့နော်လူကြီးသူမတွေဟိုကောင်းစေတယ်တချမ်းပျော်ဝဲရှင်မဲတွေကကြတယ်တီးကြတယ်မှုန်ကြတယ်ဟလာကုသဒါနတွေလှုပ်လာတယ်ဒီလိုအချိန်မှာအခုချိန်မှာဆိုရှင် အဲဖြစ်သွားတဲ့အတွက်ကြောင့်ဒီဟာတွေကလည်းလုတ်ဖြစ်ကြလိမ့်မလဲမထင်ဘူးလူတိုင်းရင်ထဲမှာပါဆိုတော့ပူတတ်တည်ရှိနေတဲ့အတွက်ကြောင့်သူတို့မှာအကြည်တတ်ဆိုတာရှိနိုင်ဘူးအဲ့တော့ဒီအကြည်တတ်ကလေးနဲ့သူတို့တရားပျော်ရွှင်မှုဆိုတာလေနည်းနည်းတော့ race ယူရမှာပေါ့တော်တော်လေးနဲ့တော့ပျက်စီးမှုတွေကလည်းနည်းနည်း ကျင်းထန်တဲ့အတွက်ကြောင့်ဒါတွေကိုပြန်ပြီး recover ပြန်ဖြစ်ဖို့ဆိုတော့တော်တော်လုပ်ရလိမ့်မယ်အတိအကျပြီတော့ဖြစ်တဲ့လူရဲ့အစိတ်ထမ်းမကြဖို့ပေါ့နော်အစာအုပ်တစ်ခုကအတိတ်ကနေပြန်ပြန်ပြန်ဖြစ်အောင်လုပ်ဖို့ပဲသူတယောက်ကစိတ်ထက်ကြပြီဆိုတာနဲ့ပြန်ဖတ်ဆဲဖို့ဆိုတာတော်တော်ကြီးကိုဟို race ယူပါမှာပေါ့အဲကြောင့်လဲစိတ်ထက်တူလဲမကြပါနဲ့ကိုကိုအရေးကြီးတာ fighting mode ကိုကိုဟို ဆိုတော့ငါဒါရီယာတဘာဝတရားကြောင့်ဖြစ်လာတာဟုတ်ပါလေဟိုလူတရားတော်မှာအသက်ခန္ဓာပြရတယ်ဒီအချိန်မှာရှင်သန်ခဲ့တဲ့ကြံနေဆက်လက်ရှင်သန်မှုအတွက်စိတ်တည်မှုအခွန်အားတွေငွေးကြပါလို့ဆရာမလည်းပြောခြင်းပါတယ်